်ကျွန်တော်သာကောင်းတယ်နော်ပါလေပါလေလက်ဖောင်းလက်ဖောင်းလက်ဖောင်းကင်းပြည်နယ်ကော့ဂရိတ်မြို့နယ်နဲ့ကျုံတိုးမြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့အခြေချတပ်စခန်းကြီးတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဧပြီလ23ရက်နေ့နောက်ပိုင်းကစပြီးတပြိုင်နက်ထိုးစစ်ဆင်ခဲ့တယ်လို့မြေပြင်စီရေးသတင်းအမိတွေစီကတည်ရပါတယ်။ကော့ဂရိတ်ခြေဆိုင်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ7ကျုံတိုးမြို့ခြေဆိုင် နောက်တန်းခံစစ်တွေဖြစ်တဲ့ချင်းမြတ်တရင်ခမရ545ခမရ546နဲ့အောင်စရစစ်ကြောင်းတို့ကိုပူပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီဘက်ကတော့တိုက်ပွဲဆက်ဖြစ်တဲ့နေ့ကစပြီးဧပြီလ18ရက်နေ့အထိဒီကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့ကော့ဂရီဒေသခံတို့ကပြောပါတယ်။ရန်စိုးနေတဲ့ဒီမနေ့ပဲဥစားစော်ကြီးလာချသွားပြီးသွားပြီးနှစ်ခဏကြာအာ non stop ဖြစ်နေတာကိုကအကြီးကျယ်ဖြစ်နေပြီ ကျမတို့ပဲဟိုစအမ်တော်လဲတော့ပဲကျွန်တော်အဘမကျမတို့အဘမလင်းနဲ့လာကျွားရဟဲကျမတို့အောက်ပဲအပေမှာဟိုတော်လဲတော့ဆိုရွယ်ပဲမှာစစ်တပ်ရဲ့ဖွဲ့စည်းပုံအရစကခတစ်ခုရဲ့လက်အောက်မှာတရင်ဆိုင်ရင်ရှိပါတယ်စကခစနစ်မှာဆိုရင်လဲခလာရ230 231တင်ကန်းကြီးနောင်ခြေဆိုင်ခမရ395 356 359ကျုံတို့ကခမရ905 956နဲ့ နဘူးကခမရ94ခမရ458နဲ့ခမရ946တို့ရှိပါတယ်။စကခစနစ်ဟာကော့ဂရိမြို့နယ်ဂျုံတိုးမြို့ကြားကော့ဂရိမြို့အထက်မှာရှိပြီးတိုက်ပွဲဆားဖြစ်ချိန်ကတည်းကကော့ဂရိမြို့ဝင်ထွက်ကိုစစ်ကောင်စီဘက်ကပိတ်လိုက်ပါတယ်။စကခစနစ်ကိုထိုးစစ်ဆင်ခံရတဲ့အတွက်စစ်ကောင်စီကပြီးခဲ့တဲ့မလကမှာဖွင့်ထားတဲ့ဂျိုင်းမြေကူးတံတားကိုလည်းပိတ်လိုက်ပြီးသူတို့ရဲ့စစ်ကူလမ်းကြောင်းအတွက်ပဲသုံးတော့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ဒါ့အပြင်ကော့ဂရိမြို့ထဲမှာချင်းလင်းတိုင်ရင်သုံးရင်အမြောက်တပ်တစ်ခုနဲ့ ထတ်တိုးအင်အား ဖြည့်ထားတဲ့တရင်တရင်မြို့ပေါ်မှာခံစစ်ပြင်ထားတယ်လို့သိရပါဗျ။ကျုံတို့မှာကျွန်တော်တို့ဒီစားကားစနစ်အပါဝင်905နဲ့956ကိုရှင်းထုတ်နိုင်လိုက်တယ်။အဲဒီကော့ဂရိတ်ကျုံတို့နေမြေပေါ့နော်ကော့ဂရိတ်ကျုံတို့နေမြေဟာစစ်ကောင်စီကင်းစင်နေမြေဖြစ်သွားမယ်။ပြီးရင်ကျွန်တော်တို့ဖန်အောင်ပေါ့နော်။အဲကျွန်တော်တို့တမနှစ်နှစ်အခြေစိုက်တဲ့ဖန်ကိုပါချင်းချောင်းနိုင်တယ်လို့ဖြစ်သွားမယ်အနေထားဖြစ်ပါတယ်။ အဲ့ဒီဘက်ကနေသူတို့ဒီဂျိုင်းတရားကိုကူးပြီးသွားရင်ပေါ့နော်ဂျိုင်းတရားမှာတော့အခုလက်ရှိစစ်ကောင်စီကထိန်းချုပ်ထားတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါသူတို့ဘက်ကအဲ့ဘက်ကနေကျွန်ထွက်လာပါဆိုလို့ပေါ့နော်အဲ့တော့တဒီရတခတိုင်းထဲမှာရှိတဲ့အထင်ရှားဆုံးပေါ့နော်အထင်ရှားဆုံးဖန်ချီဆိုင်တမ22အတွက်ချိန်ချောက်မှုတစ်ခုလိုပဲဒါကြိုတင်ပြီးတော့ပြောရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေမှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အပါအဝင် ြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့မွန်ပြည်နယ်ကတော်လှန်ရေးတပ်ဖွဲ့တွေလည်းပူးပေါင်းပါဝင်တယ်လို့စုံစမ်းသိရှိရပါတယ်။မြေပြင်မှာစကန်တချို့ကိုတော်လှန်ရေးတပ်တွေဘက်ကတင်လိုက်နိုင်ပြီလို့သတင်းတွေထွက်ပေါ်နေပေမဲ့တပ်ဆိုင်ရာအဖွဲ့တွေရဲ့အတည်ပြုချက်တော့မရရှိသေးပါဘူး။တစ်ဖက်မှာလည်းစစ်ကောင်စီကမြေပြင်စစ်ကူဂျိုင်းမြစ်ကနေတဆင့်ရေချောင်းစစ်ကူတွေပြင်လေချောင်းကနေပါခုခံနေရတဲ့အခြေအနေဖြစ်တယ်လို့မြင်မြင်ဒေသခံတွေကပြောကြပါဗါးစစ်ကောင်စီကမြောက်ရီကိုပြန်လည်ထိန်းချုပ်နိုင်မှုနိုင်ငံတော်ဆင်အောင်စီရစစ်ကြောင်းနဲ့ထိုးပေါက်နေချိန်တော်လိုင်းအစ်တပ်တွေဘက်က တံမြန်ထိုးစစ်လှုပ်ဆောင်လာတာဖြစ်ပါတယ်